ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ငွေချင်းနဲ့ပတ်သက်လို့များအခက်အခဲတွေများကြုံတွေ့နေရမှာဆိုရင် ဒီဗီဒီယိုလေးကိုပြီးဆုံးတော့ကြည့်သွားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်ရည်ရာကငွေကြေးနဲ့ပတ်သက်တဲ့ရည်ရာဖြစ်ပါတယ်။လက်ရှိမိမိမှာငွေကြေးနဲ့ပတ်သက်လို့များအခက်အခဲလေးတွေကြုံတွေ့နေရတယ်သို့မဟုတ်စိတ်ညစ်စရာလေးတွေငွေကြေးနဲ့ပတ်သက်ပြီးတော့မှစိုးရင်ပူပန်ကြောက်ကြစရာဖြစ်နေရတဲ့ကိစ္စမျိုးလေးတွေများဒါကြုံတွေ့နေရမယ်ဆိုရင်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့ပြီးဆုံးအောင်ကြည့်သွားတင်ပါတယ်။ပြီးတော့ဒီဗီဒီယိုကလည်းအရန်ကိုလည်းအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုမှာပြောပြပြောပြပေးသွားမယ့်ရည်ရာက အဲဒီနှစ်ဆန်းဟိုပါဘောနော်ဒီနှစ်ကူးတဲ့အချိန်ကာလကျွန်တော်တို့ဒီအတက်နှစ်တရက်မှာပဲဒီရရားကိုပြုလုပ်လို့ရမှာမို့လို့ဖြစ်ပါတယ်ဆိုတော့ဗီယိုတင်တာကလည်းအတက်နှစ်မနက်ခင်းမှာပဲတင်လိုက်တာဖြစ်ပါတယ်ခင်ဗျာအဲမြန်မြန်လေးပေါ့နော်ပြုလုပ်ပေးလိုက်လို့ရှိရင်တော့ကိုယ်အတွက်ပိုကောင်းတယ်ပို့ပြီးတော့မှအဆင်ပြေတယ်အဲဒီနေ့အတက်နှစ်တရက်ပဲဒီရရားကိုပြုလုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရရားလေးမျှဝေပေးပါမယ်တော့ငွေချင်းနဲ့ပတ်သက်တဲ့ရရားဖြစ်တဲ့အတွက်ကြောင့်ဒါငွေချင်းလက်လာပါတိုးွားစီဖို့အတွက်ဒီကျွန်တော်တို့အခုလက်ရှိပြစ်စုံပံပေါ့နော်ဒီကျွန်တော်တို့၃လပိုင်း၄လပိုင်းစသဖြင့်ဒီလိုကာလာမျိုးလေးဒီမှာ ်အခက်ခဲလေးတွေမြေကြုံတွေ့နေရခဲ့တယ်ဆိုလို့ရှိရင်ပါပြောက်စီဖို့အတွက်သူကပြုတ်လုလို့ရမယ်ရေဒီယာဖြစ်ပါတယ်အရင်လည်းကောင်းအောင်ပါဒီရေဒီယာတော်တော်လေးလေးအဆင်ပြေတယ်ခင်ဗျဆိုတော့ဒီရေဒီယာလေးကလွယ်လေးလွယ်တယ်လူတိုင်းနှိပါတယ်လိုက်လုလို့ရတယ်အဲဆိုတော့တော်တော်လေးလေးကောင်းမွန်တဲ့ရေဒီယာဖြစ်တဲ့အတွက်ကြောင့်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျတကယ်လည်းအဆင်ပြေပါတယ် โอเคဆိုတော့ရတရားလေးစပြီးမှလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဖျောင်းနိုင်တဲ့တိုင်လိုပါတယ်ခင်ဗျာဖျောင်းနိုင်ကကျတော့ကျွန်တော်တို့အဖြူပြောင်သုံးလဲရတယ်နော်အဲကျွန်တော်ကပန်းအောင်ကင်ထားတယ်ဆိုတော့ကကျွန်တော်ဒီမှာလောလောဆယ်ပန်းအောင်ဖျောင်းနိုင်မရှိနေလို့ဆိုတော့ဖျောင်းနိုင်လေးတိုင်လိုပါတယ်ဖျောင်းနိုင်လေးတိုင်ရပြီဆိုလို့ရှိရင်ဒီဖျောင်းနိုင်ပေါ်မှာစာရေးရမှာဖြစ်ပါတယ်ရေးရမဲ့စာကကျတော့သူကကကကီကီကုကုလို့ရေးရမှာဖြစ်ပါတယ်အဲမရေးတတ်လို့ရှိရင်ကျွန်တော်ဒီဘက်မှာစလုံးပေါင်းလေးပြပေးထားပါမယ်ခင်ဗျာကကကီကီကုကုကကကီကီကုကုအဲ့လိုမျိုးလေးရေးပေးရမှာဖြစ်ပါတယ်ခင်ဗျာ အဲ့လိုမျိုးကကကီကုကူလိုရေးပြီးသွားပြီဆိုလို့ရှိရင်ဒီဖျောင်းနိုင်လေးကိုကိုယ့်ရဲ့အိမ်ရှိတနေရာလောက်လေးမှာအဲဒုံမဟုတ်ကိုယ့်ရဲ့အိမ်ကအိမ်ဦးကန်းတနေရာလောက်မှာအဲကိုယ့်ရဲ့အိမ်ကဖျားကန်းတနေရာလောက်မှာမီးထွန်းညှိပြီးတော့မှဆူတောင်းပေးရမှာဖြစ်ပါတယ်အလတ်ရှိမိမိကြုံတွေ့နေရတဲ့ပြဿနာခက်ခဲအနောက်ရှေ့အဒါစီမှန်သမီးက ပပျောက်ပါသည်ဆိုတဲ့အကြောင်းလေးရဲ့ငွေကြေးလက်လာပါများတိုးပွားပြီးတော့မှငွေဝင်ပါသည်ဆိုတဲ့အကြောင်းလေးရဲ့ဆူတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီရတရာကအတက်နှစ်တရက်ပဲလုံးလို့ရတဲ့ရတရာဖြစ်တဲ့အတွက်ကြောင့်အတက်နှစ်မှာပဲမိတ်ဆွေဒီရတရာကိုပြုလုပ်လို့ရမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေကဒီရတရာကိုပို့ပြီးတော့မှအစွမ်းထက်ချင်တယ်ပို့ပြီးတော့မှကောင်းချင်တယ်ဆိုလို့ရှိရင်အတက်နေ့ကိုနေဝင်တဲ့အချိန်ခါမျိုးမှာမိတ်ဆွေဒီရတရာကိုလောက်ပါ အဲနေဝင်တာကကြတော့သူကအဝင်နေဆိုတဲ့ဓာတ်ကိုယူလာပဲတိလားကိုယ်စီကိုဝင်လာတယ်အဲငွေတွေဝင်လာတယ်ဆိုတဲ့ဓာတ်ကိုယူလိုက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာသဘောပေါက်လားနော်သူကအထွက်ဆိုလို့ရှိရင်ကကြတော့နေအထွက်တဲ့ဓာတ်တွေကိုသုံးလာဗျာဥပမာမြေရောင်းထွက်ချင်တာတော့အိမ်ရောင်းထွက်ချင်တာဆိုလို့ရှိရင်နေထွက်တဲ့ချင်းဘောင်းဆိုထွက်သွားတာအဲအဲ့လိုပုံစံမျိုးဓာတ်အခုကလည်းကိုကပတ်ဆက်နေဝင်လာခြင်းနဲ့ကံကောင်းမှုတွေဝင်လာခြင်းနာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နေဝင်တဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ဒီရီရောက်လောက်တာဖြစ်ပါတယ်ဆိုတော့အဓိကဆူတောင်းမှာတော့ဒါငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းဖျောက်နိုင်လို့မီးထွန်းညှိပြီးတော့ဒါငွေကြေးလက်လာပါအတိုးပွားပါတယ်ဆိုတဲ့အကြောင်းငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းငွေဝင်ပါသည်ဆိုတဲ့အကြောင်းဒါအကျွေးတွေပါရှိနေသူတွေကလည်းအကျွေးပြန်ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဆူတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီရီရာကဒီနေ့ကျွန်တော်အတက်နေ့တရက်မှာပဲမိတ်ဆွေလှုပ်လို့ရမယ်ရီရာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးရတဲ့မိတ်ဆွေတို့ရီရာလှုပ်ဖို့အတွက်ချက်ချင်းပြင်ဆင်လိုက်ပါဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်ခါအချိန်လေးမှာပဲမိတ်ဆွေတို့ချက်ချင်းဆိုသလို ရရလေးကိုပြုတ်လုလိုက်မယ်ဆိုလို့ရှိရင်ရရတယ်အဲအလိုမဟုတ်ဘူးညနေခင်းနေဝင်တဲ့အချိန်ခါမျိုးမှာလုပ်မယ်ဆိုလို့ရှိရင်ရပါတယ်နေဝင်တာကကြတော့တနည်းအားတနည်းအားနဲ့တော့မတူဘူးပေါ့ဗျာကိုယ့်ရဲ့နေရက်ဒေတာအတိအသီးမှာနေဝင်တဲ့အချိန်ခါမျိုးလေးနဲ့နှိုင်းချိန်မှာလုပ်ပေါ့နေလုံးလေးရသိရမလားနေလုံးလေးရဗျာဒီဝင်ဟိုအောက်ကိုဝင်တော့မယ် အဲနေလုံးနေရောင်တော့ရှိနေနေရောင်ကတော့ရှိနေသေးတယ်ဒါပေမဲ့နေလုံးကိုလည်းမြင်တော့မြင်သေးတယ်ဒါပေမဲ့နေလေးကဝင်စားပြုတ်နေပြီအဲ့လိုအချိန်ခါမျိုးမှာပြုတ်လို့ပြရမှာဖြစ်ပါတယ်ခင်ဗျအကြမ်းမြင်အဖြစ်တော့သူက9နာရီခွဲလောက်ထုံးလို့ရှိရင်အဆင်ပြေတယ်ပြီးတော့ကိုရေးမဲ့ဖျောင်းနိုင်အောင်ပါလဲမူတည်သေးတာပေါ့နော်ကိုရေးမဲ့ဖျောင်းနိုင်ကကျတော့သူကဒီမှာဒီဖျောင်းနိုင်သူလို့ရှိရင်သူကအနည်းဆုံးတနာရီကျော်လောက်ကြာတယ်ဗျာဆိုတော့ကိုကနေဝင်နေထွက်လို့နည်းနည်းဒီချိန်ထုံးပေါ့ဆိုတော့ပုံစံလေးကဘယ်လိုဖြစ်သွားမလဲဆိုတော့နေဝင်နေတဲ့အချိန်ခါမျိုးမှာဖျောင်းနိုင်လေးစပြီးတော့မှထုံးလိုက်တယ် နေလုံးလေးလည်းအောက်ကိုဝင်ပြီးတော့နေရောင်လေးလည်းပျောက်သွားရောဖျောင်းနိုင်မီးရငိမ့်သွားတယ်သူကဝင်နေဆိုတဲ့တက်ကိုကြည့်ဦးရနော်ဆိုတော့ငွေချင်းနဲ့ပတ်သက်လို့အဆင်ပြေပါလေဆိုရဲကြောင်းဒီဒီရာလေးကိုလုတ်ပြီးတော့မှဆူတောင်းပေးပါခင်ဗျာတကယ်ကိုထူးထူးခြားခြားလေးတိတတလေးကိုအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာโอเคပါအားလုံးပဲကျေးဇူးပိုက်တင်ပါတယ်ခင်ဗျာဒါတော့ဘိုင်နေတူ page ကဆရာနေတူဖြစ်ပါတယ်ခင်ဗျာ account တူပါလေမိတ်ဆိုတတိထားပေးပြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်